မြမရီယုံမြင့်တန်ကြားပြည်သူများရှင်မြမပြည်လေပိုင်းဖြစ်တဲ့ဟင်္ဒရခေမြောက်ဖက်နယ်အစုံနဲ့ပြည်ခရိုင်ရဲ့တောင်မဲနယ်စုံမှာရှိတဲ့မြို့ကတော့ကျမတို့အခုရောက်ရှိနေတဲ့ကြံငင်းမြို့လေးပဲဖြစ်ပါတယ်။ကြံငင်းမြို့ဟာပဲခူးတိုင်းနဲ့နီးကပ်စွာတည်ရှိနေပေမဲ့နယ်မြေပိုင်းခြားသတ်မှတ်လိုက်တဲ့အခါ AR တိုင်းထဲမှာပါဝင်ပါတယ်။ ျမတို့ဖိတ်ဟာပဲခူးတိုင်းတဲ့ AR တိုင်းနေဆက်နှစ်ခုအကြားမှာရှိတဲ့ AR မြေကန်းထိတ်ကညွတ်ညွတ်မှိုင်းမှိုင်းပင်ကိုင်းပင်ဆောက်ပရောက်ရွှေပါမာလာငုံဖူးပန်းမြူဆုံရောရှက်၍တစ်သက်ကြည်တူစရာကောင်းတယ်လို့တင်စားထားတဲ့အောက်တောင်ကိုသွားရောက်လည်လာကြမှာဖြစ်ပါတယ်။ကျမတို့လည်လာသိရှိသမျှကိုလည်းမြရီပြိသက်ကြီးကိုမျှဝေသွားမှာဖြစ်လို့ဆက်လက်ကြည့်ရှုကြပါအောင်ရှင်။ဒီစစ်စစ်လေးကိုတော့ AR တိုင်းဆောက်အောက်တောင်ကားလို့အမည်ပေးထားပါတယ်။ไล่ไม้ไม้ลืม မတော်ကားလန်းကနေနိုင်ဝဲကမောင်းနေရပြောမှာစိတ်တရားကနေသူဆင်အခုလိုဆက်လီနဲ့အောက်တောင်သွားနေရဖြစ်ပါတယ်ဆက်လီမောင်းချိန်ကတော့တနအိလောက်ကြာမယ်လို့ပြောပါတယ်ဒီအရာရင်းမြင့်ချင်းဟာ နှစ်တန်းပေါင်း45တန်းကြာခဲ့ပြီမူဦးမင်းရည်ရောနေပြီလို့ဆိုရပါမယ်မြမပြည်သားတို့အတွက်အကျိုးစီးပွားကိုဒီနေ့ချိန်ထိတည်ပိုးဆောင်ရနေပြီတက်လက်ရှင်းတန်လှပ်ပါစေမြင့်ကြီးတစ်ခုပါပဲဒီ AR မြင့်ကြီးတစ်လျှောက်မှာတကောင်းပြေခစ်တရာ ပကံစကိုင်းအင်းဝစတဲ့မြမတမိုင်းကြောင်ပေါ်ထွန်းခဲ့လို့မြမရင်ကျေးမှုတွေလည်းထွန်းကားခဲ့ပါတယ်မြမတမိုင်းမြမရင်ကျေးမှုဆိုတာ AR တမိုင်း AR ရင်ကျေးမှုလို့စာရေးဆရာများကတင်စားမှုပြုကြပါတယ် အေရရီမြေကန်တစ်လျှောက်သွားမယ်ဆိုရင်တော့အကောက်တောင်ဟာရခိုင်ရုံးမှတောင်တန်းကြီးနဲ့ထိစပ်နေတယ်လို့သိရပါတယ်။တောင်ကြီးတောင်လက်တောင်ငယ်စတဲ့တောင်သုံးလုံးမှာအကောက်တောင်ကအကြီးဆုံးတောင်ဖြစ်ပါတယ်။လှလိုက်တဲ့ရှုခင်းမီမိုးကသမယဖြစ်လို့အေရရီမြေကြီးကဝါညုံရဝိယုံကိုချုံလွှမ်းထားပြီးမီအေရရီမြေသေးကိုကျောက်ဆောင်ကြီးတစ်ခုလိုထိုးထွက်နေတဲ့ကောက်တောင်ကြီးရဲ့တောင်ထိပ်မှာရှိတဲ့စီးရီးရဲ့ အကောက်တောင်နဲ့ရံမှာထင်းထူပူဇော်ထားတဲ့ဗုဒ္ဓရုပ်ပွားတော်တွေရေကိုမြင်တွေ့ရတဲ့သူတွေဖို့ထူးခြားပြီးစိတ်နှလုံးကိုအေးချမ်းစေလိုက်တာကုန်းမောင်ခေနောင်မိုင်ပြင်စမတင်ငါရဲ့နာတင်မင်းနှုံမင်းတရားကြီးလက်ထက်မှာမြို့တော်ဝဥကောက်ရဆိုသူကိုအကောက်တောင်ချီမှာအကောက်ယုံဖွင့်စီပြီး မြစ်အတွင်းမှာအစုံစံသွားလာနေတဲ့လေသင်းမိုးတွေကိုအခွန်ကောက်ခံစေခဲ့တာကြောင့်အဲ့ဒါကိုဆွဲပြပြီးအကောက်တောင်လို့ခေါ်တွင်ခဲ့တယ်လို့ဆိုပါတယ်။အကောက်တောင်လို့အမည်မတွင်ခင်ကရေနာပုံစတောင်လို့အမည်တွင်ခဲ့ကြောင်းလည်းသိရပါတယ်။အကောက်တောင်လို့ခေါ်တွင်စေတဲ့နောက်တစ်ချက်ကတော့မြက်စွာဘုရားကြီးမင်းဖြစ်စဉ်ခါကအဲ့ဒီတောင်ပေါ်မှာရှိတဲ့တတိတ္တဥကောက်ပဲတိနဲ့များဟာချုံမိန်လှတာကြောင့် တောင်ထိပ်ကပြန်တန်းပြီးအစာကောက်ယူခဲ့တဲ့အတွက်အစာကောက်တောင်အဲဒီကတဆင်အကောက်တောင်လို့ခေါ်တွင်ခဲ့ကြောင်းအကောက်တောင်သမိုင်းကြောင်းကိုစာရန်ပြည့်စုံထားတဲ့စာအုပ်ထဲမှာလေးနာသိရှိခွင့်ရခဲ့ပါတယ်။အကောက်တောင်ရဲ့တောင်ကပြန်မှာ ထွင်းထူပူဇော်ထားတဲ့နိုင်ငံခန့်စင်နုတော်တွေဟာအရွယ်အစားပုံစံမျိုးစုံနဲ့ဖူးတွေ့ရတဲ့လက်ရတွေကကုန်းမောင်ခင်နဲ့ကုန်းမောင်ခင်ကာလမတိုင်ခင်ကဖြစ်မင်းလို့ခန့်မှန်းကြပါတယ်။ AR ရမြစ်ထင်းကိုထိုးထွက်နေတဲ့အောက်တောင်ဒီမှာရေစီးကလည်းတန်ဝဲခက်ကလည်းရှင်နာမှုလေတံမှန်တွေဟာရုတ်တရက်ဆုံးဆံမသွားကြပဲအောက်တောင်မှာခဏတာနာကိုကြပါတယ်အဲ့ဒီလုံနာကိုရင်လေနဲ့ပါလာတဲ့ကြောက်စစ်ပညာရှင်တွေကကြောက်တောင်ကြီးကိုထွင်းထူပြီးနှောင်းမှုတို့ပူဇော်နိုင်မှုမိမိတို့တက်မြောက်ထားတဲ့ပညာနဲ့လောအားဌာနပြုပြီးဗုဒ္ဓရုပ်ပွားတော်များကိုထုစစ်ထားခဲ့ကြတာဖြစ်ပါတယ် ကျောက်စစ်တပ်ပညာကရှေးခေတ်မြန်မာလူမျိုးများနှစ်သက်မြတ်နိုးတဲ့ဒုက္ခမအမှုပညာတရားဖြစ်ပါတယ်။ရှေးခေတ်ဘီရင်များကကျောက်စစ်ပညာရှင်ကြီးများကိုချီးမြှောက်ထောက်ပံ့ခဲ့တာကြောင့်တိုင်းသူပြည်သားများကစိတ်ပါဝင်စားလာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒီမျိုးမျိုးပြောင်းလဲခဲ့ပြီလေရှေးအောင်ရင်ကျေးမှုတွေကတော့ရှိနေသေးပါကျမတို့ရဲ့အစလာကြီးမားတဲ့စာပေရင်ကျေးမှုတက္ကသိုလ်မှာနုပညာရင်ကျေးမှု ပိတုကတက်ပညာရင်ကျင်းမှုပတိယောဂရင်ကျင်းမှုနဲ့ဗုဒ္ဓဘာသာထေရဝါဒရင်ကျင်းမှုစတာတွေဟာနှစ်ပေါင်းထောင်နဲ့ချီပြီးတိတက်ထွန်းကားလဲရှိတာကိုအထောက်ထားများရသိရပါတယ်။ဟိန်းပချောကူဝမြူမြူဒိုဘူဘွာသောစေတက်ပညာဟာမြန်မာနိုင်ငံမှာဗုဒ္ဓသာသနာမရောက်မီကတည်းကရုပ်ထုမျိုးမျိုးကိုထုစစ်ကူးဝေခဲ့ကြပါတယ်။အောက်တာအောက်ခြေမှာရှိတဲ့ကြောက်ကလေးကော ပင်လယ်ရေတွေမှာအ ਨੇ ကြဖြစ်ပေါ်စေခဲ့တာကြောင့်ကြောင်များကိုအတွေ့အကြုံထုဆနိုင်တဲ့အတွက်နေရကောင်းတဲ့ရုပ်ပွားတော်များကိုအခုလိုပြုမြင်နေရတာဖြစ်ပါတယ်။ရှင်အစိုးရဗုဒ္ဓရုပ်ပွားတစ်ထောင်အောက်တောင်လို့အဆိုရှိခဲ့ပါတယ်။ညံပြလာတဲ့ဗုဒ္ဓရုပ်ပွားတော်များကိုဂူရင်းဂူပြင်းမကျန်ထင်းထူခဲ့ကြတဲ့အတွင်ရုပ်ပွားတော်များဟာများပြားလာပြီးစန်တဒင်းချက်ဆွန်းကိုဂျေးဆွန်းတဆွန်းနဲ့လာပြင်းနေတဲ့ဆွန်းကတ်လူတန်းကြီးအောင် စွန်းတာကုံသွားပြီးရုပ်ပွားတော်များတန်ရှိနေတဲ့ကြောင်းသိရှိရပါတယ်။မတူတွေဖြစ်မဖြစ်တဘောဘီးဒံတွေကြောင့်ဂုဏယံကြီးတွေပြုကျသွားပြီးဗုဒ္ဓရုပ်ပွားတော်အများပြားရှိဒုက္ခခဲ့ရပါတယ်။အခုဆိုရင်ရုပ်ပွားစစ်တော်ပေါင်း390တာရှိပါတယ်။မယွင်မဆောင်ဘာဝချင်းအတင်းမပြောင်းဒီနေ့ကြောက်ထင်းရုပ်ပွားတော်တွေကအမြင်ထူးခြားပြီး ြည်ညိုပြရာကောင်းလို့နိုင်ငံသားတွေတောင်းလာပြီးပြင်ညာကြတယ်ဖြင့်ရွာသည်စင်ငယ်ကြီးကြနေတော့ဖျားတွေကိုအခုလိုနီးနီးကက်ကက်ဖူးရမှာမဟုတ်ပါဘူးဘုံရင်ကာလရေတက်နေခြင်းကြောင့်တောင်းအခုလိုနီးကက်ဖူးတည်နေတာပါပဲရှင်မြမစင်ရဲ့စင် းကစိမ့်ဆူနေတဲ့တောင်တန်းရေတပိုင်းချောင်းများစွာရှိတဲ့အေရီမြင့်ရေတဘာဝမြင်ကွင်းလေးတွေကဘဝအပေါင်းတွေကိုပြည့်စေပါတယ်အကောက်တောင်ဟာတောင်ခြေကနေပေးတထောင်မြင်တာပေါ့တောင်ထက်လန်းတစ်လျှောက်ကောဘကအတွင်းမှုစီကကျမမသိသေးတဲ့ဖတ်သားဖွေရာတွေကိုကြားသိခဲ့ရပါသေးတယ် ကောက်တောင်မှရှိတဲ့ဗုဒ္ဓရုပ်ပွားစင်းတော်တွေကိုဖုံးညွှန်နိုင်ဖို့အကောက်တောင်မှလက်ရှိဆရာတော်ဦးပညာဒီပကိုရန်ဦးစီးပြီးဒီတောင်မလန်လူသွားလမ်းတွေကိုအလုသမားတွေနဲ့ဖောက်လုပ်ခဲ့တာလို့ဆိုပါတယ်။လာဝဲရွှေကိုရွှေမင်းရဲ့ရွှေကိုလေးရွှေပတိလို့လူခဲ့ပါတယ်ဝင်းနေဝါလို့ပဲ။ တဲ့ငင်းမဆုံးတွေ့မဆုံးနေကောင်းကမူလေးထဲဝဲချောင်းပြူလေးမပြဲပြဲဒီတော်မွားကြောက်တွေကတော်တော်ကိုရေသွေးကောင်းတဲ့ကြောက်တွေပဲနော်ဟုတ်တယ်သမီးရဲ့ဟုတ်တယ်ကြောက်ပညာရှင်တွေကတရင်ကြောက်ဆောင်ကြောက်သွားလေလို့ခံမှန်းကြတယ်ဟုတ်ကဲ့ဦးเนาะဒါကြောင့်မို့လို့လည်းပဲတခြားနေရာတွေမှာပြောက်ပြက်သွားတော့လည်းပဲဒီနေရာမှာတော့ဒီရုပ်ထုတွေကအခုချိန်ထိ တည်တံ့ခံမြင်နေတာပဲဆိုရင်ဟုတ်ကဲ့အခုဒီမှာတို့လှမ်းမြင်နေရတဲ့ဒီဗုဒ္ဓဆင်းလူတော်ရဲ့ဘေးနားမှာရှိတဲ့ကျောက်ဆင်းလူလေးတွေရောဘာတွေပါလဲဦးအင်းဝခင်းနောင်ကာလကကိန့်ချေပူဇော်ဟန်ရှိတဲ့ရုပ်ဝါတော်တချို့မှာလေဝဲရန်ရှင်မောကလန်သာမကလက်ရရန်ရှင်သာရိပုတ္တရာဘုံတော်ကိုလည်းဒုစစ်ပေါ်လက်ဖြန့်ချထားတဲ့ပုံစံတွေအဖြစ်နဲ့တွေ့ရတယ် ီလျောင်းတော်မူရုပ်ဝါစင်းသူတော်တွေကတော့အုံတော်ပေါ်မှာဥကောင်းချထားတာတွေရှိသလိုညာလက်တထောင်စစ်ထောက်ပြီးခါအထက်ပိုင်းမမတ်ထားတဲ့လျောင်းတော်မူတဲ့ဝက်ပုံစံတွေလည်းရှိတယ်သမီးရဲ့လျောင်းတော်မူအားလုံးဟာမြင့်ရည်အတိုင်းလာရတူတောင်ဘက်ကိုဥကောင်းပြုတ်ထားတာမို့တောင်လဲသာလျောင်းရွှေသာလျောင်းဖျားလို့ခေါ်ဆိုကြကြောင်းသိရပါဗျ။စီးပွားလက်လာပါတိုးတက်စေဖို့အတွက်ရည်ရွယ်ထုလုပ်ပူဇော်လေးရှိတဲ့ပုံတော်တွေပါ။ ေစည်းရေစုံအတိုင်းအလိုက်တင်လျားတင်လျရှိနေအောင်မို့ဘဝမှာရင်ဆိုင်ရတဲ့အခက်အခဲအကျက်တဲတွေအတွက်တိုင်တယ်ပူဇော်ခြင်းဖြစ်တယ်လို့လည်းမှတ်သားရပါတယ်ရှင်။ဗုဒ္ဓရုပ်ပွားတော်များရဲ့ဥက္ကောင်းကတောင်ရက်သူဥက္ကောင်းပြုပြီးမျက်နာတော်ရှိဘက်ကိုလှည့်ပြီးရှင်မင်းသားလျောင်းမှုဘွဲတော်အမိတွင်ပါတယ်။အရှိအရက်ကိုဥက္ကောင်းထားပြီးမြောက်ရက်ကိုမျက်နာတော်လှည့်ရင်ပေါင်းလေးကိုယ်တော်မြောက်ရက်ကိုဥက္ကောင်းထားပြီးအနောက်ရက်ကိုမျက်နာတော်ထားရင် တိနာဆိုပြီးဘွဲတော်အမိများခေါ်တွင်ကြောင်းလိလာမှတ်သားခဲ့ရပါတယ်။ရာသီဥတုတိုက်စားမှုတံကိုနှစ်ကာလရှည်စွာခန်းစားခဲ့ရတဲ့ရုပ်ပွားတော်အချို့ရဲ့ပုံသဏ္ဍာန်ဟာခံမှန်းလို့မရအောင်ပျက်စီးနေတာကိုဖူးတွေ့ရတော့နှမျောတတမှုကိုကျမရင်ထဲမှာခံစားလိုက်ရပါတယ်ရှင်။ဒီဘုရားတင်ထားပါတယ်ရှင် ီနေရာလေးကအကောက်တောင်ရဲ့အမြင့်ဆုံးတနေရာဖြစ်တယ်။ဒီနေရာလေးမှာတီတောင်ဆက်မှာတီထားကုတ်ကွက်တဲ့ဇေဒီရတော့သူကရှုံးမြင်းနေဇေဒီတော့လို့သူအမည်တွင်ဆက်တယ်။ဒီဇေဒီရဖြစ်လာတဲ့တမန်ကျောင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ထောင်ကျော်လောက်တုန်းကဒီနေရာကတိရိပင်ကုန်မြို့ပဲလို့အကြမ်းကြီးစီကတိုက်ပိုက်ခဲ့တယ်။အဲ့ဒီတိရိပင်မြို့ကိုအုပ်ချုပ်တဲ့တိရိပင်ကုန်မြင်းကြီးကအင်မတန်ဘုံတုံးအာနာနဲ့ပြည်စုံတော့ကြောင့်တကြမ်းမြတ်တောင်းမှပဲသူ့ကိုဖျားရတဲ့တတ်တော်ဖြစ်တဲ့တတိယတတ်တော်သုံးစီကိုပူဇော်ဖို့မင်းကြီးကိုလာဆက်တာမင်းကြီးကလည်းပူဇော်ဖို့ဆက်တာတဲ့သုံးစီကိုတတော်သုံးပါဖြစ်တဲ့ အကြီးမင်းသားကိုတဆူစီအလက်ကိုတဆူအငယ်ကိုတဆူစီခွဲဝေပြီးတော့မှရဏပုံစတောင်းတော့မှမင်းသားတပါးကိုဖျားတဆူစီတရမယ်လို့မင်းကြီးကအမိန့်တော်ချမှတ်ခဲ့တဲ့နေရာဖြစ်တဲ့တမီး အဲ့ဒီခါမှာတာရော့ကြီးဖြစ်တဲ့မဟာပုံစမင်းသားကဒီအောက်တောင်စီဒီရဲ့ထိပ်တူပေါ်မှာဒီစီရော့တစုကိုတီထားခဲ့တယ်လို့တာရော့လက်ဖြစ်တဲ့ဆူလာပုံစမင်းသားကလည်းဒီစီရော့ကြီးရဲ့တောင်ဘက်တဖာလုံးငန့်ကွာမှာစီရော့တစုတည်ဖို့အတွက်စီမံခဲ့ပါဗါတယ်။အဲ့ဒီလိုပဲတာရော့အငယ်ဆုံးဖြစ်တဲ့တန်ပုံစမင်းသားကလည်းဒီစီရော့ကြီးရဲ့မြောက်ဖက်တဖာလုံးငန့်အကွာမှာရှိတဲ့တောင်စုံတစ်ခုပေါ်မှာစီရော့တစုတည်ဖို့အတွက်စီမံခဲ့တယ်လို့ဂောဘကတူဦးဖြစ်တဲ့ဦးညွန့်မောင်ရဲ့ပြပြထားချက်အရာသိရပါဗါတယ်ရှင်။ဟုတ်တယ်တနီးဒီစီရော့ငတ်ကြီးကို တတော်ကြီးဖြစ်တဲ့မဟာပုံစံမင်းသားကနေပြီးတော့ဖရာမှာထာပတားမယ်ရှိပြီဒီကိုတိန်တော်ကမြင်လက်နဲ့တင်းပြီးတော့မှဒီစီရီလမကြီးကိုတီထားကုတ်ကွယ်လို့ဒီစီရီလမကြီးကရွှေမြင်းနဲ့ဇေဒီလမကြီးလို့ခိုးတော့မှတမိုင်းမှတွန်းလာခဲ့ပါတယ်အခုအခုချိန်မှာကာလတွေယူလျော့သွားတဲ့ခါကျတော့ရွှေမြင်းဆိုတော့ဇေဒီလမကြီးရဲ့လို့လက်ရှိတီထားကုတ်ကွယ်လက်ရှိပါတယ်ရွှေမြင်းရွှေကိုလေးရွှေတတိသမီးဝါဇိုလက်ပြနေတိုင်းမှာအနာတောင်ဝင်ကျင်ကဖရာဘုတို့နဲ့အရန်စီကားတယ်ဖရာဘုတို့လည်းပြောလို့ရတာပေါ့ဖရာဘုတွေကကားတွေဆိုင်ကယ်တွေကို ထောက်ပံ့မြို့မှာထားခဲ့ကြပြီးဆောင်းလန်းကနေတော့တော်တော်စိတ်ဆန်းပြီးဖြတ်ပြီးလာကြတယ်လမ်းဆောင်မှာဆိုတော့15မိနစ်ပဲကြာတာပေါ့တင်ရှင်မြင့်တင်စီဒီကိုတော့ခေအဆက်ဆက်ပြုပြင်ထိန်းသိမ့်မှုကြောင့်မြမောက်ခေလက်ရများလွှမ်းမှုနေမှုကိုဖူးတွေ့ရပါတယ် ညီတော်လက်စူလာပုံစမင်းသားရဲ့ယထာပုံစစီတွေကတော့ခြုံရွယ်တွေနဲ့ဖုံးပိတ်လို့နေတာမို့ဖုံးမြောက်ခွေမရခဲ့ပါဘူး။တရက်ကျွေးနဲ့ကောင်းမြတ်မနသည်ရှင်ကြီးမနောဝဲရေးစီလာဒီစီတော်ကိုတိတိပင်တော်မင်းကြီးရဲ့တားဟောင်းရဲ့ဆုံးဖြစ်တဲ့တမုံစမင်းသားကတည်ထားခဲ့တာဖြစ်ပါတယ်။တက္ကရာပုံစဘုရားရဲ့လူပွဲတော်အမည်တွင်ခဲ့ခြင်းဖြစ်ပါတယ်။ဒီစီတော်ကိုအခုလက်ရှိအကောက်တော်မှာသတင်းသုံးတော်မူနေတဲ့ဆရာတော်ဥပညာတိပါကနေ ပြန်လေပြပြဝင်မှန်ငယ်ချင်းဖြစ်ပါလူတွေထက်မပြက်ခဲ့ပါတပီကပါဝဲအလူရင်ဆဲလက်နဲ့မကွာစီရနာကျွေတရာမချူလီတဲ့မြမာတို့မြင်နေအတာရတွေမယွင်းမဆောင်ပဘာဝချင်းအတင်းမပြောင်းတင်းမပောင်းချီလီကွယ်ချီလီကွယ်ပြင်းနေခမ်းမတင် အခုမြင်တွေ့နေရတဲ့ဇေယျော်တွေကတော့ဒီတောင်ပေါ်မှာလက်ရှိသတင်းသုံးတော်မူနေတဲ့ဆရာတော်ဦးပညာဒီပါကနေသာသနာပြုတည်ထားခဲ့တာဖြစ်ပါတယ်။ရှုလို့ဧသည်ကဘာတွေတွင်းနေသမာပြုရင်းမြန်မာဒီကောက်တောင်ပေါ်မှာဂျုံဂျုံကြရေကွန်ကြီးရဲ့ကြောက်တွင်းစာကိုစနေဥပွားတိုက်တွင်းရှိလို့ဆိုပါတယ်။

ရှေးခေတ်လေးသမားတွေကတော့စီစည်းတွေနဲ့တဲလေးရှိတယ်လို့လည်းဆိုကြပါတယ်။စင်ဒီပထိုးကိုကိုဝမျိုးမျိုးတို့ဘဘွားတီထားပါတယ်ရှေးရီကလာဝဲဒီရလေးကတော့အောက်တောင်ရဲ့အဓိကရရှင်မြင့်တင်စီဒီအောင်ပြီပါ။ကြောက်ရှင်တခုလေးရှိပါလိမ့်။အဲ့ဒီကြောက်ရှင်ဟာ တနေ့တစ်နေ့ပုံပုံမြင့်မောက်လာတဲ့ကြောက်ဖြာလို့ဆိုပါတယ်။ကြောက်ရှင်ရဲ့ကလျက်နာမှာတော့ကြောက်မွေသူမဟုတ်ကြောက်ဖားလို့ခေါ်တဲ့ဝေကောင်းပုံတရားရှိတဲ့ကြောက်တုံးတစ်ခုကိုလည်းတွေ့ကြရပါတယ်။အဲ့ဒီနီးနားမှာငကားတွင်းလို့ခေါ်တဲ့တွင်းကြီးကခြုံတွေတွေနဲ့ပိတ်ဖုံးလို့နေပါတယ်။ခြုံတွေတွေရှင်းလိုက်မယ်ဆိုရင်တွင်းဝါကနေမြကန်းချီအထိငကားစွတ်ချောင်းရာကုလေးကောက်ကောက်ကိုထင်းထင်းရှားရှားတွေ့နိုင်လို့ဆိုပါတယ်။ ရည်ရမရှိတဲ့လ င်ကြားပေးပါမယ်ရှင်။အကောင့်တောင်ကိုဖျားဘူးလာရောက်ခြင်းနဲ့ဆိုရင်တော့ကျမတို့လိုပဲလာရောက်နိုင်တယ်လို့ကြံငင်းကနေစက်တက်ရေရင်နေနဲ့တိုက်ရိုက်လဲလာရောက်နိုင်ပါတယ်။ရှေးလန်းခီရောက်18မိုင်กว่าဝေးပါတယ်။ ဒါအပြင်ဘကိုးတိုင်းရဲ့အဆုံဆုံးမှာရှိတဲ့ထုံးမှုမြို့ကနေလာရောက်မယ်ဆိုရင်တော့ကားလန်းကပဲဖြစ်ဖြစ်ရေလန်းခိရပဲဖြစ်ဖြစ်လာရောက်နိုင်ပါသေးတယ်။ကုန်းလန်းကနေလမ်းလျှောက်မယ်ဆိုရင်တော့15မိနစ်လောက်လမ်းလျှောက်မှာဖြစ်ပါတယ်။နိုင်ငံသားသားတွေနဲ့ဖျားဖို့အများစုကတော့သွားလန်းတာရဲ့ထုံးမှုမြို့ကနေပဲလာရောက်ကြတယ်လို့သိရပါတယ်ရှင်။ဒါကြောင့်အကောက်တောင်မှာရှိတဲ့ဖျားပုထုစီတီများကိုတစ်ခါတစ်ခါလောက်လာရောက်ပြီးတော့ဖွံ့ဖြိုးကြပါလို့ဖိတ်ခေါ်လိုက်ပါစီလားရှင်။ရောက်တာလမ်းလာခဲ့ပါ